ညအားလုံးပဲမင်္ဂလာပါခင်ဗျာအခုတစ်ခေါက်တင်ဆက်ပေးမှာကတော့လူတူဆက်ရုပ်တွေတုံးလာတဲ့ကမ္ဘာပထမအုပ်ဆုံးဟိုတယ်အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်တရုတ်နိုင်ငံရှန်ဟိုင်းဟုံချောင်လေးစိတ်မှာရှိတဲ့ရှန်ဂရီလာထရိတ်ဒါဟိုတယ်ဟာဆိုရင်တော့လူတူဆက်ရုပ်တွေကိုဝန်တန်းအဖြစ်နဲ့ခန့်အသုံးပြုလာတဲ့ကမ္ဘာပထမအုပ်ဆုံးဟိုတယ်ဖြစ်လို့လာခဲ့ပါတယ်ဒီဟိုတယ်ဟာဆိုရင်တော့ရှန်ဟိုင်းအခြေစိုက်ဝန်ဆောင်မှုဆက်ရုပ်လုပ်ငန်းခင်းအောင် Robotics ကထုတ်လုပ်ထားတဲ့ Aceman R1 ဆက်ရုပ်ကိုတရားဝင်အသုံးပြုလာတဲ့ဟိုတယ်ပဲဖြစ်ပါတယ်ဒါအပြင် ဟိုတယ်ဝန်ဆောင်မှုတွေအတွက်အထွေထွေသုံးစရုပ်နဲ့အထူးပြုလုပ်ထားတဲ့စရုပ်နှမျိုးစလုံးကိုအသုံးပြုလာတဲ့ကမ္ဘာပထမအဦးဆုံးဟိုတယ်လေးဖြစ်လို့လာပါတယ်။ Isman Awan စရုပ်တွေကတော့အဲ့ကျဝန်ဆောင်မှုတွေကနေစပြီးပစ္စည်းတည်ယူတာအစားအသောက်ပို့တာအခန်းရှင်းလင်းတာစတဲ့ဟိုတယ်ဝန်ထမ်းတွေရဲ့နေ့စဉ်လုပ်ငန်းတွေကိုလှုပ်ဆောင်နိုင်ပါတယ်။ Isman Awan အမျိုးအစားတွေထဲမှာတော့ W3 စရုပ်ကအခန်းထဲကပစ္စည်းပို့ဖို့အထူးထုတ်လုပ်ထားတာဖြစ်ပြီး S100 ကတော့ခရီးဆောင်အိတ်တွေကိုပို့တာ။ C40 ကဟိုတယ်တန်ရှေးရေလောက်တာနဲ့ T10 နဲ့ T3 တို့ကတော့အစားအသောက်ဆိုင်ရာအစားအသောက်ပို့တဲ့အပိုင်းတွေကိုတာဝန်ယူဆောင်ရွက်ပေးတာလည်းဖြစ်ပါတယ်။ဒီစေုပ်တွေမှာတော့ခင်းတော်ကထုတ်လုပ်ထားတဲ့ KOM 2.0ဆိုတဲ့ဝန်ဆောင်မှု လုပ်ငန်းသုံးအမြင်ဘာသာစကားလှုပ်ဆောင်မှု VAL model ပါဝင်ပါတယ်။ VAL ညာရင်မြင့် model အကူနဲ့ Xman R1 တွေဟာဆိုရင်ပဝင်းကျင်မြင့်ကွင်းနေကိုမြင်နိုင်ပြီးတော့လူတွေပြောတာကိုလည်းနားလည်နိုင်သလိုပြန်လည်တုံ့ပြန်နိုင်တဲ့စွမ်းရည်လည်းရှိပါတယ်။ ခင်းအောင်ကုမ္ပဏီအားဆိုလို့ရှိရင်တော့အခုစရုပ်တွေမှာဟိုတယ်ဝန်ဆောင်မှုတွေအတွက်အထူးထုတ်လုပ်ထားတဲ့ခင်းအောင် Pro S ဆိုတဲ့ model ကိုလည်းထည့်သွင်းပေးထားပါတယ်။ဒီ model ကတော့ professional လေ့ကျင့်ရေး software တစ်ခုဖြစ်တယ်လို့သတ်မှတ်ထားတဲ့အလုပ်တာဝန်တွေကိုကြွကြွကြင်ကြင်လုပ်နိုင်အောင်လည်းညွှန်ကြားထားတာဖြစ်ပါတယ်။ကဲနော robotics ဟာဆိုရင်စရုပ်တီထွင်ရေးမှာ15နှစ်အကြာအတွေ့အကြုံရရှိထားတဲ့ကုမ္ပဏီဖြစ်ပြီးနိုင်ငံနဲ့ဒေတာပေါင်း60ကျော်မှစရုပ်တသိန်းကျော်အထိကိုတက်ဆင်နိုင်ပြီလို့လည်းသိရှိရတာပဲဖြစ်ပါတယ်ခင်ဗျာ။ Star Channel ရဲ့ YouTube Channel ကို Like and Subscribe လေးလုပ်ခဲ့ကြပါဦးခင်ဗျာ။